はい、いや、そうだ。တရားထုတ်တော့မယ်ဆိုရင်မိမိတို့ရှုကြည့်ရမယ်ခန္ဓာကိုဆန်းရံတာလွတ်လွတ်လပ်လပ်ထားပါ ခန္ဓာဝန်မှာကြောက်ကြောက်မဆိုင်ပါဘူးဝိပဿနာအလုပ်ဟာခန္ဓာအလုပ်ကိုညာလို့ခန္ဓာပင်ကိုသဘာဝကိုသိဖို့သတိထားတာကိုသတိပဋ္ဌာန်ကို ဒါကြောင့်မြတ်စွာဘုရားသတ္တောဘိက္ခုဘိက္ခုသံဃာနာကာရောခန္ဓာဝစိတ်ငြိမ်ငြိမ်နဲ့တတိထားကြည့်ပါမိမိရဲ့ခန္ဓာအရှိကို ရှိတဲ့အတိုင်းပင်ကိုယ်တိုင်းသိဖို့သတိထားတာခန္ဓာရဲ့သဘောတရားကိုဝေဖန်ဖို့ကိုယ်ကဲလို့အမိတ်သေးဖို့မဟုတ်ဘူးခန္ဓာကြီးမိမိကိုယ်ကဲအမိတ်သေးလို့ကြားတဲ့သဘောတရားကြီးလည်းမဟုတ်ဘူးအနတ္တသူ့လားတယ်သူ့သဘောဝတိုင်းသူ့ပြစ္ဆာသူ့ဆောင်ရတယ် ဒါခန္ဓာကြောင့်လေ့လာမှုဆိုသိထားမယ်သဘောမိမိတို့ဒီတရားအထုတ်ခွင့်အခုချိန်ခန္ဓာကိုစောင့်ကြည့်အဘယ်ခံမယ်အသိဉာဏ်ခန္ဓာမှာထားပြီးပါခန္ဓာပင်ကိုယ်ကိုသိဖို့ပဋိက္ခပ်လို့ထား ဒီခန္ဓာမှာနာမေသရူပေသဣဒ္ဓိသစ္စာတော်သိတတ်တဲ့သဘောနဲ့ဖောက်ပြန်တတ်တဲ့သဘောပဲရှိတယ်တဲ့ဒါတော့မြတ်စွာဘုရားအမြင်မဲ့ကိုယ်ကမသိဘူးအဲ့ဒီထဲမှာယုတ်ပရမဆိုတာက ကိစ္စဘေဝေရူပံဝရိထဖြစ်သားတို့တတိသာပြီးတာခန္ဓာလဘောတရားသိမှဆိုရင်ခန္ဓာစတင်ပြီးဆောက်ကလေးကဖြစ်လာရှိလာတဲ့ရူပံဆိုတဲ့ဘောမင်းတို့ဘယ်လိုသိပုံလဲ ကျောဓမ္မသဘောအကျေခံနိုင်ရဲ့အရှိသဘောဆိုတဲ့သဘောတရားဒီရုပ်ပတိဖောက်ပြန်တိုင်းဤတိထိုးကြသောဓမ္မသဘောထူသဘောတရားဒီရူပံရူပံမီဝါဖောက်ပြန်တဲ့သဘောပဲမြတ်စွာဘုရား ခန္ဓာရဲ့အစုအပေါင်းစုရဲ့သဘောတရားတွေမှာခန္ဓာရဲ့ပင်ကိုယ်ဇာတိဖြစ်တဲ့ရူပံစုရဲ့သဘောဒီပါတဲ့မြတ်စွာဘုရားအဲ့ဒီရူပံစုရဲ့ဖောက်ပြန်မှုဟာဘယ်လိုဟာမျိုးလဲဆိုတော့ဒီတင်နာပြီးရုပ်ပတ္တိ မင်းတို့ပြညတ်ကနေပြီးတော့အေးတယ်ဆိုတော့ဆိုတော့တကယ်တော့အေးတယ်ဆိုတော့ပြညတ်ခန္ဓာကြောင့်သိတာမဟုတ်ဘူးကိုကပြင်ဘက်ကနေပြီးတော့သတ်မှတ်အေးတယ်ဒါပေမဲ့ပြရမယ့်သဘောတရားတော့ရုပ်ပတိဖောက်ပြန်တဲ့သဘောတတိပ္ပံအလုံးဟာ ခန္ဓာရဲ့ပင်ကိုအရှိကိုရှိတဲ့အတိုင်းမှန်မှန်သိရတဲ့အလုပ်ဖြစ်တဲ့တွဲသူ့ပင်ကိုသဘာဝကိုထောက်ပြန်နေပါလားဒါကိုသိပါထောက်ပြန်တဲ့လို့ပင်ကိုအရှိကိုရှိတဲ့အတိုင်းသိရအသိထောက်ပြန်တဲ့လို့ အဲ့ဒီလိုပဲနောက်သိနိုင်တဲ့ဖောက်ပြန်ကိုအုံနှင်းနာပြီးရုပ်ပတိပညာကပူတယ်လို့ပြောတာလည်းပဲအမှန်သိလို့မဟုတ်အပြောတကယ်သဘာဝကိုသိလို့ကြတော့ရုပ်ပတိဖောက်ပြန်တဲ့လို့ ဓာရီခန္ဓာရှိရပူအကျဉ်းထုတ်လိုက်တော့ဒီဒုံနာရီဘူရောဒီပစ္စည်းရုပ်တိတိရူပခန္ဓာဘောဟာအေးတာနဲ့ပူတာနဲ့လှုပ်တာနဲ့ငြိမ်းတာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့သဘောတရားတွေအမြင်မပြဂတ်တိဂတ်တိဆိုတာတိုက်ခိုက်နေတဲ့အတွက်ထောက်ပြန်ခန္ဓာစုစားရပြီးတော့အပေးခိုက်ရင်ပထဝီဆိုတဲ့ခေတ်မှာလည်းပဲဝါယောဆိုတဲ့လှုပ်ရှားမှုကိုတိုက်ခိုက် ဘုံလာတိရောဆိုတဲ့ဥရဲ့ဘောကလည်းပိတတိရောဆိုတဲ့အေးတဲ့ဘောကိုတက်ခိုက်ဒီလိုနဲ့ပြီးတော့တက်ခိုက်တာဘယ်တော့မပြတ်ဓမ္မခန္ဓာသည်အမြဲပေါက်ပြန်တယ်ပေါက်ပြန်တယ်လို့သိတာခန္ဓာရဲ့ပင်ရင်းကိုသိတာနာမည်တက်တယ်မဟုတ်ဝိပဿနာအလုပ်ပြီးပြင်းရင်းသိတဲ့အလုပ် ပညာဆိုတဲ့နမတမှုကိစ္စကိုပညာတွေထွက်တော့ဖယ်ထားတရားလုံးနဲ့မဆိုင်ပညာလို့ပြောနေဆိုနေမှတ်နေရတာမဟုတ်ဘုရားဆိုတဲ့အမှန်တရားဒီခန္ဓာကိုယ်ကသိနေရတဲ့ပိစသဘာဝကိုသိရအဲ့တော့သတိပ္ပံအလုံးဆိုတာက ခန္ဓာရဲ့ပြင်းရင်သဘောတရားကိုသိဖို့ထူး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 ဘာမှမလုပ်အောင်သတိထားလိုက်ပါသိတဲ့စိတ်ဟာခန္ဓာမှာရှိနေခန္ဓာကြောင့်သိမှာပဲမတိုက်တွန်းအောင် ရသော်ဘုရားရဲ့သံဃာပြတ်ကြောင်းမဟုလေးဝံရကြောက်စွာကာယဝိနစိတ်ဓမ္မသတိခံ၄ပါးတခုခုကိုလေ့လာနေပြန်ခန္ဓာရှိသိဖို့ရေသံကေပြည့်စည်ပြိဋ္ဌာနာဝုရတဝုရတော်တေသာအရိယမေဘောတမ္မာတုက္ကေသကာဘူး မဟာဝုဒ္ဓမေဃသံယုတ်ပါမြတ်စွာဘုရားဟောရေသာကျေသူတို့ဟာပဋိပဒါနာကာယဝိနာစိတ်တ္တဝါဒိဗ္ဗေကတခုခုသည်ဝိရတောလမ်းမှန်လမ်းပြောင်းမဟုတ်ဘဲနဲ့ချွေရင်းနေမှာဆိုရင်မာမာကောင်းစွာဒုက္ခခရဂါမိသေကုံရာဖြစ်တဲ့မဟုတ်တဲ့ကွာ အရိယမတ်ဝိရတော်ချွေရင်သတိပ္ပံမမှန်ရသတိထားချက်မဟုတ်ရင်မိမိတို့လိုအပ်တဲ့ကောင်းစွာဆင်းရဲကုန်ကြောင်းဖြစ်တဲ့အရိယမတ်ချွေရင်မမှန်တော့လမ်းကြောင်းမှန်မှမိမိတို့ကြားအပ်တဲ့အရိယမတ်မှန်မယ် ကျောင်းလမ်းကြောင်းမှန်ဖို့ဟာအဓိကအရေးကြီးအမှန်တရားတော့ရုပ်ပရမဆိုတဲ့ဖောက်ပြန်မှုတွေနံပရမပြောတဲ့သိမှုခန္ဓာကိုယ်မှာအမှန်ကျသိဖို့ကိုယ်သတိထားနံမတက်ဖို့မဟုတ်ဘူးစိတ်ကူးပြန်စီဖို့မဟုတ်ဘူးအရှိဖြစ်တဲ့ဖောက်ပြန်မှုရှိတဲ့အတိုင်းဖောက်ပြန်လို့သိမှုဟာ ခန္ဓာရဲ့ပင်ရဲ့ပင်ကိုသဘာဝမူလဒါဝတိပါဒါဝတိရင်အတိခိုင်မအောင်ထက်ကြရကပြီမြေလိုသိမြဲတော့ဂျိဖန်များစွာသိပါများများစားစားမှုဒီတမျိုးတွေခန္ဓာပေါ်ရှိတဲ့ရုပ်ပရမတ်ဒီတမျိုးတွေပေါက်ပြန်မှုသဘောကြီး ဲ့တော့ကြည်ညက်မင်းတို့လောကပညာမှတ်လာတဲ့အမှတ်ကြီးပြောင်းပြီးတော့သိရမသာဝါကိုအသိမြဲသွားဒီတမျိုးတွေကိုကျိုးကျိုးစားစားသိနေပါတတိပ္ပဏအလုပ်ပရမအလုပ်ဆိုတာသိရမယ်အလုပ် ပြင်းမြလို့မိမကိုကြပုဂ္ဂိုလ်သတ်တော်ခေါင်းကိုချင်လဲမှားတယ်လို့ပြောသိရမယ်လို့ဒီလေ့လာတဲ့ပုဂ္ဂိုလ်သိဖို့အရင်မကပြင်းမြပြီးကြားနဲ့နားနဲ့မှတ်ဖို့တကယ်တော့ ਪਰ မတ်ဒီကိုယ်တိုင်လေ့လာတဲ့ပုဂ္ဂိုလ်သိရမယ်တရား ဒါပေမဲ့အတိအကျဖြစ်တဲ့အတွက်ဒီရှိတဲ့ခန္ဓာရဲ့ဣရိယာပုတ်တရားအကြောင်းကိုဒီပုံမှာမှမှန်ကန်ကန်သမာဓိရှိနေသိဖို့လိုတယ်။ဉာဏ်လို့ပညာလို့ရှိနေတဲ့ပင်ရဲ့အရှိကိုပင်ရင်တိုင်းအမှန်သိဖို့သာပဋိသာပြီးဘုရားဆရာပြီးတော့သိနေပါ Nie zbawiaje သတိပဋ္ဌာန်လမ်းကိုကြားအင်မတန်ရထောက်မှုတော့ကြားသဘောဝကြားမင်းတို့ခန္ဓာရီရလို့ဥရနာရဲသေးတဲ့စီပေါ်လာတော့လောကပညာထင်တယ်ဘယ်ဥပ္ပရဒီပရမတ်ဆိုတဲ့သဘောတရားကိုပေါ်ရလားဒါဥသိသွားမှာ တော့ဘုရမဖောက်ပြန်တဲ့သဘောလို့သိတာဟာမိမိတို့ဟာခန္ဓာကိုမတိမရှိခိုင်မာတည်တတ်တဲ့ခန္ဓာကိုထင်တယ်အတ္တတ္တိနဲ့ထင်တယ်အဲ့ဒါကဘာအတ္တတ္တိဖြစ်လဲဒါမိမိတို့ပင်ကိုငကိုစိတ်ငကိုလောကမှာပြီးတယ်အဲ့ဒီ ရတော့ပြအဲ့ဒီပွင့်ရင်းကိုစီးထောက်ပြန်လို့ဆိုတော့ငြိမ်သက်မှုမရှိတော့ဘူးပြောခန္ဓာကြီးတလုံးလုံးတရော့ရော့တစီစီတလုံးလုံးမိမျိုးစုံနဲ့ထောက်ပြန်သူ့ပင်ကိုမိမိတို့ကခိုင်မာတဲ့အနေနဲ့ခန္ဓာကိုအကဲခတ်ပါဒတိကြီးနဲ့အကဲခတ်သက္ကာတိကြီးနဲ့ဖွဲ့ ခန္ဓာရဲ့ပင်ကိုကမငြိမ်သက်ပြောင်းလဲပြီးတော့မင်းမျိုးထင်တဲ့ခိုင်မှမှုတည်သက်မှုညီသက်မှုမရှိဘူးလို့ခန္ဓာပြောမှုဘူးသဘောနဲ့ပြကျတော့မိမိတို့ဟောက်ပြန်တဲ့သဘောလို့မှတ်လိုက်တာဟာပြည့်ညံ့တဲ့နာမည်တက်လိုက်တာမဟုတ်ဘူးသိကြပြီဆိုင် ခန္ဓာရဲ့ပင်ရင်းကိုပင်ရင်းတဲ့ခန္ဓာကပရမတ်ဖြစ်တဲ့အမှားအတိုင်းကိုသူကပြမင်းတို့ခိုင်မာတဲ့ခင်တဲ့အတ္တဒိဋ္ဌိမဟုတ်ဘူးဒီခန္ဓာလေးမငြိမ်မသက်ရွှေရှားပြောင်းလဲပြီးတော့အိုဘက်နာဘက်သေဘက်ကိုသွားနေတဲ့လောတရားအမှားခန္ဓာလက္ခဏာနဲ့ပြမင်းရဲ့ဒီလက္ခဏာကို ။သမိညာနဲ့စိုးမြင့်တော့ထက်ကတကဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်။ဒါအလကားကိုရွတ်နေရတာပေါ့။သူ့သဘောတတိပိတတိတတိပိတတိခိုင်ခိုင်မာမာသဘောပေါက်တော့ဒါဆက်ကစကကြည့်ရဆက်ကစကသိရဟောခန္ဓာရဲ့ပင်ကတော့ ငါတို့အတ္တဒိဋ္ဌိနဲ့ထင်တဲ့အခိုင်မှာမဟုတ်ပါလား။ဟောပြန်တော့ကြာကြာသိတော့မြန်းမြန်းသိတော့အခိုင်မှာစွဲတဲ့ပုဒုကငါပုရုဇံကိုပတ်ယူတဲ့အတ္တဒိဋ္ဌိမပြုတ်သေးသည့်တယ်အောင်တော်မှာရော့သွားအားနေပါ။ဟောပြန်တယ်လို့စသီးကြရရတဲ့အကျိုး။ ောတိစားမှုခံမှန်းမှုမရှိတဲ့သဘောတရားစုတွေပါလားသဘောဉာဏ်သက်ရောက်တဲ့အကျိုးတရားရပါလားတော့ဖောက်ပြန်တယ်လို့လမ်းညွှန်ချက်ကိုမှမလို့ပြန်လာရောမဟုတ်ဘူးမမိစိတ်ထဲသဘောထဲမှာသက်ဝင်သွားအောင်ကိုပြရမှာ ။အိုးတကယ်ကိုငြိမ်သက်ခိုင်မာတဲ့သဘောမရှိပါလားခန္ဓာ။မရှိတဲ့တိုင်းပြမိမိတို့တဖြည်းဖြည်းနဲ့ရင်းရောအိုးမဲ။ယောဂဗျာအနန္တိတ်ဆက်သိသောကြတယ်အများကြီးပဲ။ကိုယ်လည်းအခုသိလန်းသွားရတာ။အဲ့ဒါပါမတ်တို့ရဲ့လမ်းမှမှု။အဲ့ဒီလမ်းမှနဲ့ပါမတ်ကိုသိသွားတာ။ပါဠိရောသမ္မာဒိဋ္ဌိ။မဇ္ဈိမပရိပ္ပာမဂ်ပြန်။ဘုရားလိုပြောတော့ အမှန်သိအမှန်မြင်သွားတယ်ခန္ဓာရမှန်ကိုဒီဖောက်ပြန်တဲ့သဘောလို့မြတ်စွာဘုရားလမ်းညွှန်ချက်ပြတယ်ကိုယ်ကလမ်းညွှန်ချက်တိုင်းလိုက်နာပြီးတော့လေ့လာတယ်လေ့ကျင်တယ်ဘောဖောက်ပြန်တာဒီတည်းပဲတည်းကိုဖောက်ပြန်တော့ခန္ဓာဒီခိုင်မာတဲ့သဘောတည်တတ်တဲ့သဘောမရှိပါလားလို့ဒီခါရတော့လေ့လာပြီးဒီအသိဉာဏ်သက်ဝင်ရင် မိမိတို့အကျိုးတရားရပါဘူးကြက်ကြက်လက်ဝင်ရင်ကိုယ့်ဟာကိုယ်ဘယ်တော့သတိညာနဲ့ဝင်သွားလို့ဆိုကိုယ်သိပါလေအဲမိမောင်ကြပုဂ္ဂိုလ်တတော်မှတ်လာတဲ့အမှတ်နဲ့ခန္ဓာရဲ့ပင်ကိုသဘောတရားကိုသိတဲ့အသိနဲ့ဖလှယ်မယ်အသိချင်းပြောင်းမယ်ပြောင်းနိုင်ပြီဆိုရင်တော့အာမလူသောတာပန်တော်အာဝိဓိပါဒသောနိယတောသံဃောတိပရာဏော ဒါလိုအပ်တဲ့ပန်းတိုင်းပထမဆင်းရောက်သွားဘာခက်ဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတဲ့ဘယ်တော့မှမရမနာဖောက်ပြန်နေတယ်လို့နေထိုင်ပွန်းလိုက်စွရင်တော့ရင်ဘယ်ရှိမှဆိုသိလို့ကိုယ်သိအရင်ခိုင်မှာသွားရင်ကိုယ်ပန်းတိုင်းကိုယ်အရင်ရောက်ကျိုးစားမင်းမရှိဖို့သိဖို့သဘာဝတရားတို့ခန္ဓာမှာပြည့်ကျက် ไม่เสียอยู่บ่เป็นกูเอชิวตีกูด้วยเป็นนี่เนี่ยว่าขันดาวไม่เสียบิลุไม่เช้าอืมอริมันเนี่ยลามาดีดีขันดาวก็เลยกระยาตีกูแล้วตัวเบอร์ว่าไม่ยากเลยเนี่ยสบายดาวเดรีโดโดวิยามีมียี่สิบสามไม่ยากตั้งลูกตีกินได้เสียบิลุยา မိမိတို့ကြိုးစားရတာခန္ဓာကိုယ်ပေးတည်ပြီးတော့လုပ်ရတာမဟုတ်အတိညာခန္ဓာမှာမပြတ်တိနေမဲ့ပေါ်ရင်လာရင်စားရင်ပေါ်ရင်အဲ့လိုသမဗရံဆိုလုံးလဝရိယဟာခန္ဓာကိုယ်ယူသမဗရံလုပ်ရတာမဟုတ်ဘူးအတိညာကိုသမဗရံနဲ့မသိမနေဓာမျိုးထားရတယ်သမဝါမမျိုးအာတာပီမျိုး

ပฏิပ္ပာအလုပ်ကိုစိတ်ဝင်စားတယ်။ပါရိယပို့လို့မိမိတို့ဒီဖြစ်ရောက်တော့အင်မတန်ကိုကံကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်တယ်လို့အလိုရကူသိလို့ရပါရဲ့နဲ့ဘုရားကဘာသာအမိခံတဲ့ပုဂ္ဂိုလ်တွေဒါလို့မသိတာတည်းအရှိတွတ်နဲတာမဟုတ်ဒီကြားထဲမှာမိမိတို့သိခွင့်ရလို့သိရတဲ့ပုဂ္ဂိုလ်ဟာဘာအရင်မှစိုက်ရတာမဟုတ်ဘယ်နဲ့ကိုယ်ခန္ဓာလို့ ကိုယ်တတိထားပြီးတော့သိခြင်းနဲ့စိတ်နဲ့ခန္ဓာကိုလေ့လာကဲခတ်နေတယ်မသိရတယ်ဆိုတာဘယ်လောက်ပါရင်ကောင်းတဲ့ပုဂ္ဂိုလ်ဒီဘယ်လောက်ကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်ဒီဘယ်ဆိုပြသာသနာတော်မရှိတော့သာသနာနောက်ပိုင်းမင်းဘုရသက်တမ်းနောက်ပိုင်းဖြစ်နေတဲ့ပုဂ္ဂိုလ်ဒီမှာရတဲ့သိတဲ့လူဘုရားသာသနာမှာစိတ်ဝင်စားပြီးတော့ နေပြနိုင်တယ်ကြိုးစားပြီးတော့လုပ် ခန္ဓာရဲ့ပင်ကိုယ်သဘာဝတရားကိုမင်းတို့လုံးလောက်ပြောရမယ်ကြောက်ကြစိုက်ပြီးတော့လောက်ရတာမဟုတ်သေးနဲ့ပင်ကိုယ်ရှိတော်ရှိတဲ့တိုင်သိဖို့အသိပြောင်းရတဲ့ကိစ္စပါခဲတဲ့ကိစ္စမဟုတ်ကိုယ်ခန္ဓာနဲ့ကိုယ်သည်လုံးလုံးချင်းချင်းရှိရင်ဒါကိုအကျိုးတရားအတွက်ပါလားလို့သိရင် ခရုဆက်ပြီးတော့မှန်တရားကိုသိပါအမှန်တရားကိုတတိပ္ပဏီနဲ့မရှာမခွေပဲနဲ့ကိလေသာဖြစ်တဲ့အပြင်ပညာအာယုံနဲ့သာပြောမယ်ဆိုရင်တော့အနာတိဆိုတဲ့အစမရှိတဲ့သံဃာကလာသလိုအနန္တအဆုံးရှိတဲ့သံဃာတော်အောင် ဟုတ်ဒီကြတဲ့ပါရမီပို့လို့ကုလိုကုလိုအထောက်ပံ့လေးရှိလို့အဲ့ဒီဘဝမှာအနာကအဆုံးရှိတဲ့ရောင်သွားဖို့ကိစ္စမှာဈာရရဖြက်လန်းမြတ်စွာဘုရားသာသနာတော်လာပြီးတော့ပြည်ညို့ဖို့ရစိတ်ဝင်စားမှုဖြစ်တယ်ဒါမင်းတို့ပါရမီနဲ့ကျင်းလို့ဖြစ်တာမဟုတ်ဘူးဒါမင်းတို့ပါရမီကနေပြီးတော့ကျွတ်လန်းလွတ်လောင်းနောက်ကနေပြီးတော့ဖြစ်လာခဲ့တဲ့ပါရမီအတိုင်း ကြုံပြီးအားထုတ်ပြီးတော့တိုက်တွန်းသလိုလာကြည့်ပြီးတော့အားထုတ်ဖြစ်တာမိမိတို့ရဲ့ပါရမီအထောက်အပံ့မကင်းဘူးပြစ်ဆုံးပါအခုဘုရားမှာလည်းပဲအဲလေလာခြင်းနဲ့စိတ်ဝင်စားတဲ့ကုသိုလ်ဖက်အဲ့ဒါလည်းပဲကြုံလို့ဆုံလို့တိုက်တွန်းလို့ဖြစ်တဲ့ကိစ္စအင်းနာအကြောင်းဆုံးလို့ဖြစ်တယ် ရမယ်ကိုယ်အကျိုးတွေလာစူးစမ်းပြီးတော့အားထုတ်အချိန်နည်းတော့ဘူးမိမိတို့ခန္ဓာမှာတတိထားပြီးတော့သိဉာဏ်မှာလုံးမသိတော့ဘူးဆိုတော့တတိလုတ်ပြီးဆိုတော့သိကြပြီအဲ့တော့ဒီအချိန်လေးမှာ ခန္ဓာကြောင့်ပြီးပြီးပြင်းပြင်းသိအောင်သိတတ်တဲ့စိတ်အပြင်းမပွားအောင်သတိနဲ့ထားပြီးတော့ခန္ဓာရဲ့ပြင်းရင်သဘောကသဘောကရှိတဲ့အတိုင်းထောက်ပြန်တယ်လို့ရိုးရိုးသိပါမှန်မှန်သိပါ ွန်ကြီးမသက်ပြောင်းလဲတတ်တဲ့သဘောတရားဖောက်ပြန်မှုတွေခန္ဓာအနှံ့ပဲပါမတော်ခန္ဓာအေဟိပတိကောဆိုတဲ့လာကြည့်စမ်းပါလို့ခေါ်ပြသလိုတဏှာရမှာထင်ရှားတဲ့ဖောက်ပြန်မှုတွေ့သလိုနောက်ခန္ဓာတော်တော်လိမ့်လာပြီတော့ ိုရှုတင်တဲ့နေရာသိတင်တဲ့နေရာကိုအာရုံစိုက်ပြီးကြည့်ရတယ်။သူလည်းဖောက်ပြန်နေတဲ့သဘောရှိတယ်။နောက်တော့ခန္ဓာရဲ့သဘောတရားဟာတဏှာရာကိုသတ်မှတ်ပြီးတော့စုစိုက်လောက်ရတာမဟုတ်ဘူး။ခန္ဓာတစ်ခုလုံးဆံပြားဖြေပြားဖွဲ့စည်းထားတဲ့သဘောတရားဒီကူကဖောက်ပြန်မှုသဘောတရားအားလုံးပဲ။အမိမိခန္ဓာဟူသောတတိပလွတ်ရင်တော့ ကျူးကျင်တဲ့နေရာရှိဖောက်ပြန်နေတာဒါကြောင့်ခန္ဓာရဲ့ဖောက်ပြန်တဲ့ကိုရေရောဦးမင်းတို့ရောက်တော့လဲတကူလုံးဆံပြားချီပြားဒီသင်္ဃာစိတ်ပဲအားလုံးကြီးရောတာပဲအဲဒီရတဲ့စနာရက်ကြီးရောက်တော့လဲပဲတကူလုံးအဲဒီရက်ကြီးရောက်တော့လဲခန္ဓာတကူလုံးပျောက်သွားတာအဲ့ဒါပရမတ်တို့ရဲ့ပင်ကူအမှန်တရားဆိုတာအဲ့ဒါတော့မှန်တယ် ကိုနာသေးပြုံသွားတာပရမပဲမိလိုဟာကိုနာသေးတဲ့သာကျုံနေတယ်အမှန်တရားမှမသိအခုသိခွင့်ရတယ်ဒါအနာအကျိုးရှိတဲ့ဒီကကျိုးစားနေပြအဲ့ 该谁闭合？God,